မေရိကန်မှာအသက်30အရွယ်ရဲ့မီလီယံနာဖြစ်သွားတဲ့ Warren Buffett ကသူ့အသက်17နှစ်အရွယ်ရဲ့ stock ဝယ်ရောင်းလုပ်ခဲ့ရပါအခုအသက်64နှစ်မှာသူ့ရဲ့ပန်ဆိုင်မှုကဘယ်လောက်ရှိနေပြီထင်လဲအမေရိကန်ဒေါ်လာ160ဘီလီယံရှိနေပါပြီပြီးတော့ Tesla ကောင်းကိုသိကြရမလား2022ခုနှစ်တုန်းကသူတို့ကုမ္ပဏီက stock စီဈေးတက်လို့ Tesla stock ဝယ်ထားတဲ့လူတွေနေချင်းညချင်းချမ်းသာသွားကြတယ်အဲဒီတော့ ီလောက်ချမ်းသာလေတဲ့ store အကြောင်းကိုသိရင်ဒီ video ကိုအဆုံးထိကြည့်ကြည့်လိုက်နော်မြန်မာလိုပါလာပြန်ရင်အစု share များလို့အဓိပ္ပာယ်ရတယ်။ company ရဲ့တစိ့တစ်ပိုင်းလို့အဓိပ္ပာယ်ဖွင့်လို့လည်းရတယ်။တင်က store တစ်ခုကိုဝယ်လိုက်လို့ရှိရင်အဲ့ company ရဲ့ share ဝင်တယောက်ဖြစ်သွားပါပြီ။ကိုကကိုကလည်း company ရဲ့ store တစ်ခုကိုဝယ်ထားပြီးတော့ company ရဲ့ဘလောက်ပမာဏပိုင်ဆိုင်ထားပြီလဲလို့သိချင်လို့ရှိရင်ကိုကကိုကလည်း company ရဲ့စုစုပေါင်း store အရေအတွက်ကိုသိဖို့လိုတယ်။ဥပမာကိုကကိုလာရဲ့ stock စုပေါင်းကအခု100ရှိပြီတော့တင်ဝယ်ထားတာတခုဆိုလို့ရှိရင်တင်ဟာ Coca-Cola ကုမ္ပဏီရဲ့100ရာခိုင်နှုန်းပိုင်တာပဲဖြစ်ပါတယ်။ဒါဆိုကုမ္ပဏီတွေဘာလို့ stock ကိုထုတ်ရောင်းကြတာလဲ။အဖြေကတော့လုပ်ငန်းစတင်ဖို့ဒါမှမဟုတ်လုပ်ငန်းတိုးချဲ့ဖို့အတွက်အရင်းအနှီးလိုလိုပဲဖြစ်ပါတယ်။ဥပမာဖွင့်ပွဲဆိုရဲကောက်မှလေးကကိုပိုင်ကော်ဖီဆိုင်ဖွင့်ဖို့စိတ်ကူးရှိတယ်။ဆိုင်ဖွင့်မှုကလိုတဲ့ငွေရင်းတွေက300 ဒါပေမဲ့သူ့လက်ထဲမှာရှိတာတိန်း90ပဲဆိုတော့နောက်ထပ်တိန်း90ရဖို့တော့ तू ကဘန်းငွေချေးရမယ်ဒါပေမဲ့ तू ကငွေမချေးချင်တော့ဆိုင်အတွက်ရင်းနှီးမြှုပ်နှံမဲ့လူကိုရှာဖို့လုပ်တယ်အဲ့လိုရင်းနှီးမြှုပ်နှံမဲ့လူကို ရောင်းရမှာတော့ stock ရှယ်ရပါဆိုင်ဖွင့်ဖို့လိုတဲ့ငွေသိန်း100ကို stock 100ခုအနေနဲ့ခွဲလိုက်ရင်ဆိုင်ရဲ့ stock တစ်ခုကို100သိန်းတန်ပါတယ် ဖိုးဖွေးကစိုင်ထဲထည့်ထားတာတိန်း90ဆိုတော့သူကစတော့၅ခုပိုင်နေပါတယ်။နောက်ကျန်တဲ့၅ခုကိုဖိုးဖွေးကတငယ်ချင်းဖြစ်တဲ့မောင်မောင်အပါဝင်တခြားမိစေ၄ယောက်ကိုရောင်းလိုက်တယ်ဆိုရင်ဖိုးဖွေးက90ကန်လုံးပိုင်ပြီးတော့ကျန်တဲ့လူတွေက100ရာခိုင်နှုန်းစီပိုင်ပါတယ်။အဲ့တော့စိုင်ရရတဲ့အမြတ်ငွေတွေကိုဖိုးဖွေးက90ရာခိုင်နှုန်းရပြီးတော့ကျန်တဲ့ဝက်ကိုတော့စိုင်ရစတော့ရှယ်ယာဝင်တွေကိုတယောက်ကို100ရာခိုင်နှုန်းပြန်ခွဲပေးရပါတယ်။ဒါကတော့စတော့ရဲ့အခြေခံချက်တွေပဲဖြစ်ပါတယ်။ ခုစတော့ရဲ့အကုန်ရောင်းထွက်သွားပြီဖြစ်တဲ့အတွက်ဖိုးဖိုးရဲ့ကော်ပီဆိုင်လေးဆိုင်ဖွင့်ဖို့အရင်နေ့ရပါပြီ။တနှစ်ကြာပြီးတဲ့နောက်မှာကော်ပီဆိုင်ကလည်းရောင်းအားကောင်းတဲ့အတွက်အဲ့အရရတဲ့အမြတ်ငွေတွေနဲ့ဒုတိယဆိုင်ခွဲကိုထပ်ဖွင့်တယ်။ဒါဆိုနှစ်ဆိုင်ပေါင်းတော့ဖိုးဖိုးကော်ပီဆိုင်ရဲ့တန်ဖိုးက300တန်ဖြစ်သွားတယ်။တန်ဖိုးကနှစ်ဆတက်တော့ Science Store ကလည်းနှစ်ဆတက်မယ်။ဒါဆိုဖိုးဖိုးအတွက်လည်းအမြတ်ရပြီးတော့ Store ဝယ်ထားတဲ့ Share ရှင်900ရောက်လည်းအမြတ်ရပါတယ်။အရင်က store တစ်ခုကို7သိန်းနဲ့ဝယ်ထားတဲ့လူတွေက ုပြန်ရောင်းရင် သိန်း20ရပြီအဲ့အချိန်မှာမောင်မောင်ကနေတဆင့်သူ့တငယ်ကြီးမမကိုပြန်ရောင်းလိုက်တယ်ဆိုရင်မောင်မောင်က10သိန်းအမြတ်ရပါတယ်ဒါပေမဲ့မောင်မောင်ကအခုမရောင်းသေးပဲနဲ့ပိုးပွေးကော်ပီဆိုင်မှာပဲဆက်လက်ရင်းနှီးထားပြီးတော့နောက်9နှစ်လောက်ကြာလို့ဆိုင်ခွဲအရေးအတွက်10ခုလောက်ဖြစ်သွားပြီဆိုတဲ့အခါမှာရောင်းမယ်ဆိုရင်အရင်တော့10သိန်းနဲ့ဝယ်ထားတဲ့စတော့ငွေကငွေ300အထိတက်သွားမှာပါဒါဆိုအဲ့ချိန်ကျမှသာရောင်းရင်390မြတ်ပါပြီအဲ့ဒါကြောင့်ဈေးတက်နေတဲ့စတော့ကဆက်ပြီးတော့လဲတက်နိုင်ပါသေးတယ် ါပေမဲ့ဈေးလည်းကျနိုင်ပါတယ်။ဥပမာမောင်မောင်ကမြမကိုစတော့ရောင်းပြီးတော့တနေ့လောက်ကြာတော့ကော်ဖီဆိုင်ကရောင်းမကောင်းလို့ဆိုင်ခွဲနှစ်ဆိုင်ကနေတဆိုင်ပြန်ဖြုတ်လိုက်ရတယ်ဆိုလို့ရှိရင်တဆိုင်ပဲကျန်တော့တဲ့အတွက်ကုမ္ပဏီရဲ့တန်ဖိုးက300ကနေပြီးတော့အရင်မူလဆိုင်ရဲ့တန်ဖိုး300ကိုပြန်ကျသွားမှာပါ။ဆိုင်တန်ဖိုးနှဲသွားရင်စတော့တန်ဖိုးလည်းကျသွားမယ်။ဒါဆိုမမောင်စီကနေစတော့တစ်ခု300နဲ့ဝယ်ထားတဲ့မြမရဲ့စတော့ကလက်ရှိမှာ100သိန်းပဲတန်တော့တဲ့အတွက်မြမတစ်ယောက်တော့100သိန်းရှုံးရပါပြီ။ တစ်ဖက်ကမမောကတော့ store ဈေးတက်နေတဲ့အချိန်ရောင်းထွက်လိုက်တဲ့အတွက်စက်သိန်းအမြန်ရရှိလိုက်ပါတယ်လူတော်တော်များများဟာ store ကိုဈေးနဲ့နဲ့နဲ့ဝယ်ထားပြီးတော့ဈေးတက်လာတဲ့အခါမှာပြန်ရောင်းထုတ်ပြီးတော့ပတ်စံရှာကြတာပါဒီလိုနဲ့ store ကစားရဲဆိုပြီးခစားလာတာပါဒါမဲ့စီးပွားရေးဆိုတာအောင်မြင်တာလည်းရှိသလိုကြာရှုံးနိုင်တာလည်းရှိပါတယ် store တန်ဖိုးအနည်းများဆိုတာကုမ္ပဏီရဲ့စီးပွားရေးအခြေခံထားတဲ့အတွက် store ဈေးတက်မလားကျမလားဆိုတာကိုဘယ်သူမှရာခိုင်နှုန်းပြမခံမနိုင်ပါဘူး နောက်ပြီးတော့ store ဈေးဆိုတာအချိန်နဲ့အမျှပြောင်းလဲနေရပါတင်လက်ထဲမှာဝယ်ပြီးနောက်9မိနစ်အတွင်းမှာဈေးကျသွားနိုင်ပါတယ်အဲ့တော့လူတွေကဒီအမခံမရှိတဲ့ store တွေကိုဘာလို့ဝယ်ကြရလဲတေးကြတာကတော့လူတိုင်းကဈေးတက်မထင်ပြီးဝယ်ကြရတဲ့လူတွေကြီးပါပဲအကယ်၍တင်လက်ထဲမှာငွေသိန်း100လောက်ရှိနေရင်ငွေဝယ်ပြီးတော့စုဆောင်းတာပုံမြတ်နိုင်တာ store ဝယ်ပြီးစုဆောင်းတာပုံမြတ်နိုင်တာလို့မေး store ဝယ်တာကပုံမြတ်နိုင်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ရွှေရအမြဲတက်နေရဲဆိုပေမဲ့ store နဲ့ရှင်တော့အတက်နေပါတယ်။ဥပမာရွှေဈေးရပြန်ပြတန်ဖိုးက2020ခုနှစ်မှာတအောင်စကို1948အခု2025မှာတအောင်စကို3139ဆိုတော့ပြီးခဲ့တဲ့9နှစ်မှာတိန်း100ဘူးလောက်ရွှေဝယ်ထားရင်အခုတက်နေတဲ့မှာတိန်း100တန်ဖိုးရှိရရွှေတွေရှိနေပါပြီ။ဒါဆိုရွှေက9နှစ်အတွင်းနှစ်ဆတက်တယ်လို့ပြောလို့ရပါတယ်။တစ်ဖက်မှာတော့ ကွန်ပျူတာ graphic card ရောင်းတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nvidia Store 2020မှာတစ်ခုကိုပြန်ပြတန်ဖို့6ဒေါ်လာတန်တယ်။အခု2025မှာတစ်ခုကို135တန်တယ်ဆိုတော့ Nvidia Store က9နှစ်အတွင်း15ဆောင်းစီးတက်သွားတယ်။ဒါဆိုပြီးခဲ့တဲ့9နှစ်မှာရွှေမွေပဲနဲ့ Nvidia Store 3100ဘိုးလောက်သာဝယ်ခဲ့လို့ရှိရင် အခုတင်လက်ထဲမှာ3500ကျော်တန်တဲ့ Store ရှိနေပြီ။ဒါဆို Store ဝယ်ခြင်းကပိုပြီးတော့အမြတ်များနိုင်နေဆိုတာသိတာပါပဲ။ အခုမှစောက်လုံးမဲ့လူတွေအတွက်ကြံပေးချင်တာကတော့ store ဝယ်ရင်အရေးကြီးဆုံးကဝယ်မဲ့ကုမ္ပဏီရဲ့အကြောင်းကိုအရင်ဆုံးသိဖို့လိုပါတယ်။ဒီဝါလီခံရနိုင်တဲ့ကုမ္ပဏီလားဒါမှမဟုတ်အောင်မြင်နိုင်တဲ့ကုမ္ပဏီလားဆိုတာသိချာစုံစမ်းပြီးမှဝယ်ဖို့နဲ့နောက်ပြီးတော့ Warren Buffett တို့လို store ပညာရှင်တွေထုတ်တဲ့စာအုပ်တွေကိုဖတ်ဖို့လည်းအကြံပေးပါရစေ။ဆက်လက်ပြီးတော့ store နဲ့ပတ်သက်တဲ့အဓိကကစားကွက်နှစ်မျိုးဖြစ်တဲ့ trading ဈေးကွက်ရောင်းဝယ်ခြင်းနဲ့ investing ရင်းနှီးမြှုပ်နှံခြင်းဆိုတာတွေလည်းရှိပါသေးတယ်။အဲ့အကြောင်းကိုနောက်ဗီဒီယိုမှာရှင်းပြပေးပါမယ်။